မင်္ဂလာပါရှင်မန္တလေးခေတ်စ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတိုးရမဲတဲ့စိတ်တော်မဲစေကောင်းဆောင်ရဲ့ရွှေကောက်ပွဲဖန်တီးမှုနဲ့အာနာချုပ်ကန်ရေးလန်းဆုံးဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ် ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုလည်းကြေညာလိုက်ပါပြီ။၆လတက်တန်းတိုးတဲ့လုပ်ရက်ကိုလည်းရက်တန်းလိုက်ပါပြီ။စိတ်ကောင်းစီဆိုသည့်အဖွဲ့ကိုလည်းတရားဝင်ဖြတ်သိမ်းပြပြီးစိတ်ရရှိတချို့အရက်ဘက်ကိုရွှေ့လိုက်ပါပြီ။စိတ်ကောင်းဆောင်မင်းအောင်လိုင်းဤမကြသေးမီကနိုင်ငံရေးလှုပ်ရှားမှုများသည့်ပြည်သူလူထုနှင့်နိုင်ငံရေးသုံးသပ်သူများကြားတွင်မေကွန်ထုတ်စရာများစွာဖြစ်ပေါ်စေခဲ့ပါသည်။စေကောင်းဆောင်သည်လက်ရှိခြေနေများအောက်တွင်မြေတီလမ်းစဉ်ကိုနေ၍မြေတီကောင်းစဉ်ဖြင့်နိုင်ငံကိုဆက်လက်အုပ်စီးမည်ဆိုသည့် မေကောမှာအထက်အာယုံဆိုင်စရာဖြစ်လာနေပါတယ်အနာသိမ်းရခြင်းမူလအကြောင်းရင်း2022ခုနှစ်တွင်သူကိုယ်တိုင်သမရမဖြစ်နိုင်တော့ဘူးဆိုသည့်ပုဂ္ဂိုလ်၏အကြောင်းပြချက်ကစေကောင်းဆောင်မင်းအောင်လိုင်းအနာသိမ်းခဲ့သည့်အဓိကအကြောင်းရင်းဖြစ်ပါသည်။အရက်သားအစိုးရလောက်တွင်သမရဖြစ်ရန်လမ်းပိတ်သွားသည့်ဖြင့်စစ်တပ်၏အကောင့်ချုပ်ပြတဲ့စစ်ဦးစီးချုပ်နေရာမှာလည်း၎င်း၏တပ်တန်းမှပြည်နေပြီဖြစ်ပါသည်။ အာနာကိုအရေးချင်းဖြင့်ရယူခဲ့သူမဟုတ်ဘဲအာနာရှင်အောင်ဘူဂျုံမူကြီးတန်းရွှေအလို့ကြနေထိုင်ပြခဲ့ခြင်းဖြင့်သာစီဦးစီချုပ်ဖြစ်ခဲ့သူဖြစ်သောကြောင့်အာနာကိုလုံးဝလက်လို့ရမည်အရေးတည်သူ့အတွက်ခက်ခဲခဲ့ပုံရပါတယ်ထို့ကြောင့်2020ရွေးကောက်ပွဲရလဲတွင်ပြည်သူအားကိုမလန်နိုင်တော့တဲ့နောက်2021ခုနှစ်လွတ်တော်တက်မဲ့ကိုယ်စားလှယ်များကိုဖန်ဆီးကအာနာသိမ်းပွဲကိုစတင်ခဲ့ပါတယ် အာနာကိုခေတ္တလွှဲယူသည်ဟုဆိုက6လတတန်တိုးခြင်းများစွာပြုလုပ်ခဲ့ပြီးနောက်2025ခုနှစ်ဇူလိုင်31ရက်နေ့မှာရွေးကောက်ပွဲမကျင်းပနိုင်ပြီး63မြို့နယ်ကိုထုတ်ပြန်၍အရေးပေါ်စေုပ်ချုပ်ရေးကြီးညာခဲ့ပါတယ်။စစ်ဘိုလ်ချုပ်များအရှက်ဘက်သို့ရွှေ့ပြောင်းခြင်းလက်ရှိနိုင်ငံရေးလှည့်ကွက်ထက်တွင်မင်းအောင်လှိုင်၏အရေးကြီးဆုံးလှုပ်ရှားမှုမှာစစ်ဘက်ဆိုင်ရာအရာရှိများကိုစစ်ကောင်မရှင်ဖွဲ့စည်းပုံအောက်မှအရေးဘက်သို့ပို့ပြလိုက်ခြင်းပင်ဖြစ်ပါတယ်။ စေကောင်းဆောင်သည့်စစ်တပ်တဲတွင်အာနာလက်လွတ်လိုက်ရသည့်ဗိုလ်ချုပ်ကြီးအောင်များကိုဘဝကိုနားလေတော့ကြောင့်စေဘန်နှင့်ရက်ဖက်နှစ်ဖက်လုံးတွင်အာနာတီမြဲရေးကိုစူးစမ်းအထောက်လာပါသည်ဒုဝင်ကြီးချုပ်များဖြစ်သည့်တင်းအောင်ဆန်းနှင့်မြထွန်းအငိမ့်စားဗိုလ်ချုပ်ကြီးအောင်လင်းတွင်ကံ့မြင့်တန်းအပါဝင်စီရေးချုပ်များကားစားထမှုများကအစရာရူးမရန်နာပြည်စံခိုင်ရေးပါတီတွင်ဝင်ရောက်စေကလွတ်တော်ကိုယ်စားလှယ်ဖြင့်ရွေးကောက်ပွဲတွင်ဝင်ပြိုင်ခိုင်မည်ဖြစ်ပါသည်စေရာရှိ900ဆင်းရင်သည့်စံခိုင်ရေးပါတီကိုယ်စားလှယ်လောင်းများနေရာတွင်ဝင်ရောက်ရှင်ပြိုင်ရန် န်ဆေးရရုကန်ချုပ်ယုံမှာဆင်းရင်ပေါက်နေကြောင်းတရင်များအရာတရားပါတယ်ဤချိန်နေသည်တမရရာရုကိုမှတ်မောနေသူစေကောင်းဆောင်တွင်စေဦးစီးချုပ်နေရာကိုလုံးဝဖိမပေးရပဲယုံကြည်ရသူများကိုအရက်ပဲရွှေရွေ၎င်းကိုယ်တိုင်ကကာကွယ်ရေးနှင့်အုပ်ချုပ်ရေးအပိုင်းတစ်ခုလုံးချုပ်ကန်ရန်စူးစမ်းအားထုတ်လာခြင်းဟုသူလက်အောက်ငယ်သားများကပါခံမဲနေကြပြီဖြစ်ပါတယ် စစ်တပ်အတွင်းပြည်ပကာနေစစ်ရှုံးမှုများဤတည်ရောက်မှုဤခြေနေကိုရောက်လာစေရန်စ조사ရာတွင်စေကောင်းဆောင်သည့်သူယုံကြည်ရသောစစ်ဗိုလ်ချုပ်အချို့ကိုရာလူတို့လုတ်ပိုင်ခွင့်များပေးခဲ့ရမှာဗိုလ်ချုပ်များကြောင့်အကျင့်ပြတ်ရှားစားမှုနှင့်အာဏာခွဲဝေမှုပြည်ပကာများပြင်းထန်လာခဲ့ပါသည်စို့ထုမြတ်သက်ဦးမိုးမြင့်ထွန်းရန်အောင်ဆိုအဆရှိသည့်စစ်ဗိုလ်ချုပ်များကိုဖမ်းဆီးပြီးပိုင်ဆိုင်မှုများသိမ်းယူကာပြစ်ဒဏ်ကြီးများချမှတ်ခဲ့ခြင်းနောက်ွယ်ကတခုတည်းသောပြစ်မှုမှာအာဏာပိဆိုင်ပုံကံရန်တင်းထွက်လာခြင်းဖြစ်ပါသည် စစ်ကောင်ဆောင်မင်းအောင်လှိုင်အတွက်ဤသို့ပြည်တွင်းပြည်ပကများကြီးထွားလာချိန်2023ကာလသည်ရခိုင်ရှမ်းမြောက်ကရင်နီနှင့်ကရင်ပြည်နယ်များမှာအရေးတကြီးဆစ်ရှုံးပြီးနယ်လမ်းမထူနိုင်သည့်အခြေအနေဖြစ်ခဲ့ပါသည် တန့်အင်အားပြုံတည်ပြီးပြည်သူ၏တော်လှန်လိုစိတ်များပြင်းထန်လာခြင်းတွင်စစ်ကောင်းဆောင်ထုတ်လိုက်သည့်နောက်ဆုံးရွေးချယ်မှုမှာစစ်မှုထမ်းဥပဒေဖြစ်ပါသည်ထို့ဥပဒေအောက်တွင်စစ်တပ်လက်အောက်ခံများသည့်အာဏာလွှဲသုံးစားလုပ်ကပြည်သူများပေါ်ဖိနှိပ်တောင်းကျမ်းပြီးငွေရင်းကြီးတစ်ခုဖြင့်ရှာဖွေခဲ့ခြင်းကိုဒုစစ်ကောင်းဆောင်စိုးဝင်းကပင်ဖွင့်ပြလာခဲ့ရပါသည် အတူရောင်ရွေးကောက်ပွဲထို့သူစီရင်ရှုံနေမှုများနဲ့စစ်တပ်တွင်ပြိပခါများကြား၌ရွေးကောက်ပွဲကျင်းပတော့မည်ဟုစစ်ကောင်းဆောင်ကကြေညာခဲ့ပါတယ်ထို့ပြင်ရွေးကောက်ပွဲနေသူထွက်ပေါ်လာမည့်ရက်သားဆိုရကိုအာဏာလွှဲပေးပြီးစစ်တပ်ကစစ်တပ်အလုပ်ကိုလုပ်သွားမည်ဆိုသည့်စကားကိုလည်းအစည်းအဝေးတိုင်းမှာမဖြစ်မနေထုတ်ပြောရမည်မိန့်ခွန်းတစ်ခုဖြင့်အသုံးပြုနေပါတယ် ပွင့်လင်းမြေသားသောရွေးကောက်ပွဲကိုကျင်းပပေးမည်ဟုဆိုသောညလေလူတဦးတယောက်ကထိန်းချုပ်၍ရသည့် electronic မဲပေးဆက်များကိုအသုံးပြုမည်ဖြစ်ပါသည်ထို့ပြင်ရွေးကောက်ပွဲမကျင်းပမီကလေးကဝင်ကြီးလုံးမဲ့သူဒီနေ့ကိုစလေဖြစ်မဲ့သူစည်ရင်ကသတ်မှတ်ပြီးသားဟုယူဆရပါသည်မဲဆွေစည်းရုံးရေးကာလအတွင်းကြန့်ခံရေးပါတီကိုသာမဲပေးဖို့ပြားပေးခိုင်းစင်မှုများကိုလည်းတွေ့နေရပါသည်စည်ရည်တင်းမာနေသောရခိုင်ပြည်နယ်ရှိအန်တောင်ကုတ်ကွာစတဲ့အရခတက်တော်ဤတိမ့်ပိုက်ထားတဲ့နေရာများနဲ့တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမှ ာပါရွေးကောက်ပွဲကျင်းပမည်ဟုစစ်ကောင်းဆောင်ကဆိုထားပါတယ်။ရွေးကောက်ပွဲကျင်းပမည်နေမြေထုတ်ပြန်ချက်များမှာလည်းရွေးကောက်ပွဲအပိုင်းတဲဟုအမည်ပေးကကျင်းပမည်လာမယ့်ဒီဇင်ဘာ28ရက်မတိုင်မီ၃ချိန်တိုင်းပြောင်းလဲခဲ့ပြီးဖြစ်ပါတယ်။ ဤသည်မှာဒီဇင်ဘာ28ရက်သည်ဟန်ပြတသက်သာဖြစ်ပြီးအပိုင်းလိုက်ကျင်းပရန်အတွက်ပင်စစ်ကောင်းဆောင်သည်နိုင်ငံ၏တည်ငြိမ်မှုကိုယခုထိမထိန်ချုပ်နိုင်သေးကြောင်းပြသနေပါသည်။အာနာသိင်းကဲ့သည့်၄နှစ်တာကာလတွင်တိုင်းပြည်သည်စီးပွားရေးပညာရေးကျန်းမာရေးဆက်သွယ်ရေးစသည့်ကဏ္ဍများတွင်ရစရာတစ်ခုမှမရှိခဲ့သေးသောအထင်သာမြင်တွေ့ခဲ့ရပြီးဖြစ်ပါသည်။ စည်ရဲတဲမာနေသည့်တိုင်းနယ်ပြည်နယ်များရှိကျောင်းများကိုဘုံကျဲတိုက်ခိုက်စေခဲ့သောစေကောင်းဆောင်မင်းအောင်လိုင်ကကလေးများသိချေပြက်စီနေချိန်တွင်ပင်ပြည်သူတွေပညာမတက်လို့စည်ရဲမွေးတည်နေတာဟုပြောဆိုခဲ့ပါသေးတယ်။ရက်ဆက်သောလုံရက်များနေပြည်သူပေါ်ထားရှိတဲ့စေတနာကိုသိရှိပေးကြတဲ့အတွက်စေကောင်းဆောင်ဦးဆောင်ကျင်းပပေးတဲ့ရွေးကောက်ပွဲကိုမြေသူကမှယုံကြည်ရှိမည်မဟုတ်ပေ။ ။ယာယီသမရရှာရူတန်လန်စစ်ဦးစီးချုပ်ရှာရူတန်လန်နဲ့နိုင်ငံကိုဖို့ဖို့ညံ့ညက်ကြေအောင်စီမံပြီးတိုင်းပြည်နယ်ပြည်သူများပေါ်စေတနာမရှိတဲ့အင်းကြီးချင်းနိုင်ငံတချို့နဲ့ဆက်လက်နှစ်ပါအသွင်မြင့်စကောင်းဆောင်သည့်ရွေးကောက်ပွဲဟူသောလှည့်ကွက်ဖြင့်အာနာမြင့်မြန်ရေးလမ်းစဉ်ကိုသာဆက်လက်တိစောက်သွားမည်မှာငြင်းမရနိုင်သောအမှန်တရားပင်ဖြစ်ပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကလေးမျိုးကခရိုင်ရဲအုံနဲ့ပအားဖတာဝန်ခံတို့ကိုတာဝန်ကနေ NUG ရန်ဆိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်တိုင်းကလေးမျိုးနယ်မှာစက်တင်ဘာ၁၀ရက်နေ့ကအမျိုးသားညီညွတ်ရေးဆိုရ NUG လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ကလေးခရိုင်ရဲတပ်ဖွဲ့ရဲအုံတာဝန်ခံတို့နဲ့မြို့နယ်ပြည်သူအုပ်ချုပ်ရေးပအားဖတာဝန်ခံတို့ကိုတာဝန်ကရန်ဆိုင်လိုက်တယ်လို့ဒေသခံသတင်းရှင်းမြစ်တွေကပြောပါရတယ်။ တောင်ဝင်းကရဲဆိုင်ခံရသူတွေဟာ NUG လောက်ခံကလေးခိုင်ရဲတပ်ဖွဲ့ရဲအုပ်တောင်ဝင်းကဦးအောင်ကြီးနဲ့ပြည်သူ့အုပ်ချုပ်ရေးပအဖတောင်ဝင်းကဦးလူလေးတို့ဖြစ်ပြီးဗဟုညွန်ကြားချက်နဲ့တောင်ဝင်းကရန်နာလိုက်တာလို့ဒေသခံသတင်းရှင်းမြစ်တို့ကပြောပါရယ်မကြေနပ်လို့တိုင်နာကနေအထက်ကနေဖြုတ်လိုက်တာလို့သိရတယ်ဟု၎င်းကဆိုပါရယ်ဒီလိုကလေးခိုင်ရဲတပ်ဖွဲ့ရဲအုပ်တောင်ဝင်းကတို့နဲ့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးပအဖတောင်ဝင်းကတို့တောင်ဝင်းကရဲဆိုင်လိုက်တာဟာ NUG ရဲ့ဗဟုညွန်ကြားချက်နဲ့တောင်ဝင်းကရဲဆိုင်လိုက်တာလို့ဆိုပါ ါတယ်သူတို့နှုတ်ဟာအမိတ်မနာခံမှုတာဝန်ပြတ်ကတ်ဓာရီကြောင့်တိုင်ကြားခံရပြီးတာဝန်ကရနာခံလိုက်ရတာဖြစ်တယ်လို့နာမည်မဖော်လို့တဲ့ကလေးမျိုးနဲ့အုတ်ချုပ်ရေးဖွဲ့ဝင်တို့ရဲ့ပြောဆိုချက်အရသိရပါတယ် ကလင်းခရိုင်ရဲတပ်ဖွဲ့နဲ့ရဲဦးတာဝန်ခံတူမြို့နယ်ပြည်သူအုပ်ချုပ်ရေးပပတာဝန်ခံတူတာဝန်ကရင်ဆိုင်တာဟာ NUG ဗဟိုညွန်ကြားချက်နဲ့ရင်ဆိုင်တာလို့သိရပါတယ်။ကိုအောင်ကြီးကတော့လုတ်ပိုင်ခွင့်ကြောလွန်တာလို့သိရပါတယ်။ဦးလူလေးကတော့အရင်2024ခုနှစ်ကလည်းခဏခဏအတိုင်ခံရတာတွေရှိတယ်။တာဝန်ပေါ့လျော့တာတွေခဏခဏအတိုင်ခံရတာတွေရှိတယ်လို့သိရပါတယ်ဟုအဆိုပါအုပ်ချုပ်ရေးအဖွဲ့ဝင်တို့ရဲ့ပြောပြချက်အရသိရှိရပါတယ်။ ဒီလိုမြို့နယ်ရဲဦးနဲ့ပါပတာဝန်ခံတွေတာဝန်ကရင်ဆိုင်လိုက်ပေမဲ့လည်းလက်လက်နေရာတွေကိုလူစားထိုးခန့်အပ်တာမရှိသေးဘူးလို့လည်းဒေသခံတွေကပြောဆိုကြပါရယ် ဇဂိုင်းတိုင်းတွင်မှာအမျိုးသားညီညွတ်ရေးဆိုရာ NUG ကလက်ဆောင်မှုနဲ့ကဏီမျိုးနဲ့တရားသူကြီးအဖွဲ့ဥက္ကဋ္ဌဒေါ်ပန်ထွားမျိုးနယ်တရားသူကြီးအဖွဲ့ဝင်တွေဖြစ်တဲ့ဦးကလောဦးစာမဏေနဲ့ဦးပင်လုံတို့၄ဦးကိုဇူလိုင်၁၈ရက်နေ့ကတာဝန်ကရနာထားသလိုဇူလိုင်လ၂၉ရက်နေ့မှာလည်းကဏီမျိုးနဲ့စွမ်းအင်ဝင်ကြီးဌာနမျိုးနယ်တာဝန်ခံတို့ကိုလည်းတာဝန်ကရနာထားခဲ့ကြောင်းသိရှိရပါတယ်။